မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအင်းတော်မြို့ကိုသိမ်းပိုက်ထားပြီဖြစ်ပြီးတော့ မြို့အဆုံမှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားတဲ့ဂျပန်လိုင်းကူဂုံးတစ်ခုသာကျန်ရှိနေရအဲ့ဒီနေရာကိုလည်းတိမ့်ပတ်ရန်ဇန်နဝါရီလ28ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်းတော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့ရဲစခန်းမြို့နယ်ထွေးအုပ်ရုံးနဲ့ဌာနဆိုင်ရာရုံးများအလုံးအပါအဝင်မြို့ကိုထိန်းချုပ်တိမ့်ပတ်ရန်မှာမြို့အဆုံမှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးတပ်ဆွဲထားရာဒေသအခေါ်ဂျပန်လိုင်းကူဂုံးတစ်ခုသာကျန်ရှိနေတယ်လို့သခိုင်းတိုင်းပတ်ကဖတာဝန်ခံရဲဘော်ဩဇာကဇန်နဝါရီလ28ရက်နေ့မှာပြောကြားထားပါတယ်။ဒါကြောင့်အဲ့ဒီစခန်းကုန်းကိုဇန်နဝါရီလ28ရက် နေ့ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သကိုင်းတိုင်းပတ်ကဖတာဝန်ခံကပြောပါတယ်အင်းတော်တိုက်ပွဲအခြေအနေကတော့မနေ့ကစပြီးတော့တိုက်ပွဲတွေပြန်ဖြစ်လာတာပေါ့အရင်ကလည်းဂျိုကြားဂျိုကြားပြစ်ခတ်တိုက်ခိုက်မှုတွေကတော့ရှိနေတာပါ2024ခုနှစ်ဩဂတ်လကလေးကစခဲ့ကြတာဩဂတ်လထဲမှာနဘာလန်းစုံတို့ကျွန်တော်တို့ရရှိခဲ့ပြီးဖြစ်ပါတယ်အင်းတော်မျိုးကိုလည်းကျွန်တော်တို့သိမ့်ပတ်ရရှိထားပြီးဖြစ်ပါတယ်နောက်တစ်ခါအနီးနားမှာရှိတဲ့နဘာလန်းစုံတို့နန့်တာတို့ဒါတွေကိုလည်း2024ခုနှစ်မှာကလေးကသိမ့်ပတ်ရရှိထားပြီးဖြစ်ပါတယ်။ကြံနေတာကတော့အများခေါ် ဂျပန်လိုင်ကူဆိုတဲ့ဂုံးပေါ့အဲ့ဒီဂုံးတစ်ခုပဲကြံနေတာဒါကတော့စောစောကပြောတဲ့မနေ့ကစပြီးတော့တိုက်ပွဲအရှိန်တွေပို့ပြီးတော့မြင့်တက်လာတာပေါ့လို့သခိုင်းတိုင်းပကဖတာဝန်ကရဲဘော်ဩဇာကပြောပြထားပါတယ်အင်းတော်တမျိုးလုံးတဲ့ကဂျပန်လိုင်ကူဂုံးတစ်ခုသာတိုက်ပတ်ရန်ကြံတယ်လို့၎င်းကဆက်ပြီးတော့ပြောပါတယ်သူရဲ့ပတ်ပတ်လေနားကဖုံကြီးကြောင်နှစ်ချောင်းရှိမယ်ဂုံးနှစ်ခုရှိမယ်နောက်တစ်ခါသူတို့ပျောက်ကြားနေရယူထားတဲ့အိမ်တန်းလေးတစ်ခုရှိမယ်စင်ဂျင်ရှော့ဘတ်မှာပေါ့အဲ့ဒီလောက်ပဲကြံတော့တယ် ကျန်တာတွေအကုန်လုံးကကျွန်တော်တို့တော်လိုင်းရေးအဖွဲ့ကအမတ်တစ်စစ်တီသားမှရှိတဲ့တိုင်ရင်တပ်ဖွဲ့တွေအားလုံးကထိ ंछ ုပ်ထားပြီးဖြစ်ပါတယ်လို့သကိုင်းတိုင်းပတ်ကပတာဝန်ခံကပြောပြထားပါတယ်။အဲ့ဒီဂျပန်လိုင်းကူဂုံးမှာကြံရှိတဲ့စစ်ကောင်စီတပ်သားအင်အားဟာခံမှန်းရခက်ခဲနေတယ်လို့ပြောပါတယ်။ဒါပေမဲ့စစ်ကောင်စီအနေနဲ့လည်းထပ်မံပြီးတော့အင်အားပို့ဆောင်နိုင်ခြင်းမရှိတော့ဘူးလို့၎င်းကပြောပြထားပါတယ်။ ကျွန်တော်တို့ကအားလုံးကိုထိ ंछ ုပ်ထားပြီးပါပြီ။လေချောင်းကနေလက်နဲ့ရိတ်ခါပြေးပို့မှုတော့ရှိနေပါတယ်။ရတော့ဝမရတော့ဝပေါ့ဒီလိုအနေထားပဲရှိတော့တယ်လို့သခိုင်းတိုက်ပကဖတာဝန်ခံကပြောပြထားပါတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF များသခိုင်းတိုက်ပကဖများចောင်းသားတက်တော် ABSDF အပါအဝင်တော်လိုက်တပ်ဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အင်းတော်ကိုတိုက်နေတာက PDF တိုက်ရဲများပကဖတိုက်ခိုက်ရေးတပ်ဖွဲ့များ ABSDF တပ်ဖွဲ့များနဲ့ KIA တပ်ဖွဲ့ဝင်တချို့ကုတ်ကဲမှုအနေနဲ့ပါဝင်ပါတယ်။ ကတားခရိုင်ကိုကယ်ရေးမှုက ABSDF ကတမိုးကြီးတအုပ်ဖြစ်ပါတယ်လို့သခိုင်းတိုင်းပကခဖတောင်ငံကပြောပါတယ်အင်းတော်မျိုးဟာသခိုင်းတိုင်းနဲ့ကချင်ပြည်နယ်နယ်စပ်မြင်းအနီးရွှေဘုံမြေကြီးနားလမ်းပေါ်မှာတည်ရှိပြီးတော့ကချင်ပြည်နယ်ကိုဝင်ရောက်နိုင်တဲ့အဓိကဝင်ပေါင်းမျိုးဖြစ်တယ်လို့သိရပါတယ်အင်းတော်မျိုးရဲ့မြောက်ဘက်မိုင်90ကျော်အကွာမှာရှိတဲ့မော်လူးမျိုးကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့အများက2023ခုနှစ်ဒီဇင်ဘာလ13ရက်နေ့မှာတင်ပိုက်ထားခြင်းဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လလယ်မှာတော်လိုင်းတပ်များကအင်းတော်ပင်လယ်ဘူးမျိုးနဲ့ ထီချမျိုးတော်ကိုတပြိုင်တည်းထဲမျိုးသိမ့်တိုက်ပွဲများကိုဆင်နွှဲခဲ့တယ်လို့သိရပါဗျ။ဒါပေမဲ့အင်းတော်မျိုးကိုတော့မသိမ့်နိုင်ပဲတိုက်ပွဲခက်တာရန်နာပြီးတဲ့နောက်2024ခုနှစ်နိုဝင်ဘာလ1ရက်နေ့မှာအင်းတော်မျိုးသိမ့်တိုက်ပွဲကို PDF များဥဆောင်တဲ့တော်လိုင်းတပ်များကပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ပင်လယ်ဘူးမျိုးကို2024ခုနှစ်အောက်တိုဘာလ8ရက်နေ့မှာသိမ့်ပိုက်ထိန်းချုပ်ခဲ့တယ်လို့သိရပါဗျ။ပထမအကြိမ်မျိုးသိမ့်တိုက်ပွဲကို2024ခုနှစ်ဩဂတ်လ16ရက်နေ့ကစနေခဲ့ပြီးတော့အင်းတော်မျိုးနဲ့၄မိုင်ကွာဝေးတဲ့နဘာလန်းစုံစစ်ကောင်းစီစခန်းနဘာချေ ီပါအတွင်းဖုံးကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းနဲ့အင်းတော်မျိုးမှရဲစခန်းတို့ကိုတော်လိုက်တက်များကတင်းယူနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မှာပြည်သူပိုင်ဆက်လီများစီကနေပြီးတော့စက်ကြီးတွေယူပြီးနီလန်မျိုးစုံနဲ့ဒုက္ခပေးနေတဲ့စစ်တပ်ဒေါက်တိုင်ထုံးဝေပိုင်ဆိုင်တဲ့ကားကိုယူနီကွန်ပြောက်ကြားတဲ့ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇန်နဝါရီလ28ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကယာရူအကြီးပိုင်းများနဲ့ပေါင်းပြီးတော့ပြည်သူတွေအပေါ်နဲ့ AR မြေအတွင်းမှာတွာလာနေတဲ့တစ်ဖောင်ဝါဖောင်များနဲ့ဆက်လီများကိုအမျိုးမျိုးဒုက္ခပေးပြီးတော့စက်ကြီးကောက်ယူနေတယ်။ရှာယောင်းချေရွာကစစ်တပ်ထောက်တန်ထုံးဝေပိုင်ဆိုင်တဲ့ကားကိုမင်းကုန်ဒေသလမ်းမိုက်တနေရာမှာယူနီကောင်းပြောက်ကြားတဲ့ဖွဲ့ကဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းဆီးတဲ့အချိန်မှာကားမောင်းလာတဲ့သူဟာဒေသခံပြည်သူဖြစ်နေတဲ့အတွက်ကြောင့်ပြန်လွတ်ပေးခဲ့ပြီးတော့ယူနီကောင်းပြောက်ကြားတဲ့ဖွဲ့ကရဲဘော်များကကားကိုတင်းစီလိုက်တယ် ်လို့သိရပါတယ်။အဲ့ဒီကားကိုတော်လိုင်းရေးအတွက်လိုအပ်တဲ့နေရာများနဲ့အများပြည်သူကိုအကျိုးပြုတဲ့နေရာများမှာအသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။ကားမောင်းတဲ့သူကပြည်သူဖြစ်နေလို့ပါ။အဓိကကတော့မင်းကွန်းဒေသကစစ်ကောင်စီထောက်တိုင်းနေပြည်သူစစ်တွေရဲတွေနဲ့ပတ်သက်နေတဲ့ဖုံးကြီးတွေကိုနောက်ဆုံးအနေနဲ့ကင်းကင်းရှင်းရှင်းနေဖို့အတိပေးလို့ပါတယ်။တိုင်ကြားမှုတွေစည်ရင်းတွေအဆက်အသွယ်လှုပ်ထားတဲ့ကွန်တက်တွေအကုန်လုံးရထားပြီးပြီမဟုတ်လို့ပါလို့ယူနီကောင်းပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကသတိပေးပြောဆိုထားပါတယ်။သကိုင်းပြည်သူစစ်ခေါင်းဆောင် ကိုတော်ဝေပုလနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဘုံကြီးเจ้าများစရင်ကိုလည်းရရှိထားပြီးဖြစ်တဲ့အတွက်ပတ်သက်ဆက်နွယ်နေတဲ့ဘုံကြီးများအနေနဲ့အသိစိတ်ရှိရှိနဲ့ကင်းကင်းရှင်းရှင်းနေထိုင်ကြရတယ်ဆက်လက်ပြီးတော့ပူပေါင်းမယ်ဆိုပါကအရေးယူမှုများကိုပြုလုပ်သွားမှာဖြစ်ကြောင်းနောက်ဆုံးအချိန်အသိပေးအပ်ကြောင်းနဲ့ဆက်လက်ပြီးတော့ပူပေါင်းနေမယ်ဆိုရင်တော့ထိခိုက်မှုတစုံတရာရှိလာပါကလုံးဝတာဝန်ယူဖြေရှင်းမှာမဟုတ်ဘူးလို့ယူနီကွန်ပြောက်ကြားတဲ့ဖွဲ့ကသတိပေးပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အီယာဝတီတိုင်းတာပေါင်းမြို့နယ်အတွင်းဇန်နဝါရီလ28ရက်နေ့ကဖြစ်ပွားတဲ့တိုက်ပွဲမှာတာပေါင်းမြို့မှာရဲစခန်းမှူး လူရဲမှုဝင်းနိုင်ဦးဟာအရခတ်တက်တော် AA ရဲ့စနိုက်ပါကြီးထိမှန်ပြီးတော့တင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာပေါင်းမြို့နယ်ကြားကောင်းရွာမှာတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီးလူရဲမှုဝင်းနိုင်ဦးတင်ဆောင်သွားကြောင်း AA တိုက်ရဲတပ်ဖွဲ့ယုံနဲ့နှိစက်တဲ့သတင်းရင်းမြစ်ကအတိအပြုပြောကြားထားပါတယ်။စနိုက်ပါထိလာတယ်ဗျ။သူတပည့်နေတဲ့ကတော့ထွက်ပြေးသွားတယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်။ကြားကောင်းရွာဟာဇန်နဝါရီလ16ရက်နေ့က AA တင်းယူနိုင်ခဲ့တဲ့ရွှေတောင်ရံမြို့ဘောမီကြီးရွာနဲ့ဆက်ဆက်တိရှိနေတယ်လို့သိရပါတယ်။ဘောမီရွာတိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာတာပေါင်းမြို့နယ်အတွင်းမှာ မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒူရဲမှုဝင်းနိုင်ဦးဟာစစ်ကောင်စီကိုထောက်ခံတဲ့သဘောထားတင်းမာသူအဖြစ်လူသိများတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလပထမပတ်ကရွှေတောင်ရံမြို့မကြီးစင်ကျေးရွာကရဲတပ်ဖွဲ့ဝင်၈ဦးထွက်ပြေးလာခဲ့ရာစစ်ကောင်စီကပြန်လည်ဖမ်းမိပြီးတဲ့နောက်တာပေါင်းရဲစခန်းကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရဲတပ်ဖွဲ့ဝင်၈ဦးဟာတော်လိုင်းရင်အားစုများထံကိုထွက်ပြေးခြင်းဖြစ်ကြောင်းဒူရဲမှုဝင်းနိုင်ဦးကဆွဆွဲပြီးတော့ရိုက်နှက်စစ်ဆေးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ မကြီးစင်ကြီးရွာကိုဇန်နဝါရီလ၈ရက်နေ့မှာ AA ကတိုက်ခိုက်ပြီးတော့တင်းယူထားပြီးဖြစ်တယ်လို့သိရပါတယ်။ AA ဟာစခန်းသိမ်းတိုက်ပွဲများမှာစနိုက်ပါများကိုလည်းကောင်းကောင်းအသုံးချနေပြီးတော့အမ်းမြုံမှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာဘခသိမ်းတဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပြစ်ခတ်နေတဲ့ရုပ်သံမှတ်တမ်းများကိုလည်းထုတ်ဖော်ပြသခဲ့ဘူးတယ်လို့သိရပါတယ်။ဧရာဝတီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းနယ်စပ်ဒေသများမှာစစ်တပ်စခန်းနဲ့စစ်ကြောင်းများကိုတိုက်ခတ်ပြီးတော့စခန်းများကိုသိမ်းယူနေကြောင်း အေဘက်ကဇန်နဝါရီလ28ရက်နေ့ညမှာသတင်းထုတ်ပြန်ထားပါတယ်ရခိုင် AOD နယ်စပ်ကစစ်ကောင်စီရဲ့0.263စက္ကန့်0.369စက္ကန့်ကိုဇန်နဝါရီလ26ရက်နေ့နဲ့ဇန်နဝါရီလ21ရက်နေ့တွေမှာသိမ်းယူနိုင်ခဲ့တယ်လို့ AA ကအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဒဝယ်မြို့အဝင်မှာရှိတဲ့ကမျောကင်းဒရာအချမ်းဘတ်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ28ရက်နေ့ည9နာရီခန့်မှာဒဝယ်မြို့အဝင်ကမျောကင်းဒရာစစ်စေးဂိတ်မှာပြည်သူများကိုဖိနှိပ်ပြီးတော့မတရားစက်ကြေးကောက်ခံခြင်းအကြောင်းမဲ့ဖမ်းဆီးစစ်ဆေးခြင်းများကိုလုပ်ဆောင်နေတဲ့စစ်ကောင်စီတပ်သားများကိုတွားရောက်ပြစ်ခတ်တိုက်ခတ်ရာ နိုင်ဝက်ခန့်ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးထက်မနည်းတိုက်ဆုံပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိကာတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုဒုရကစစ်ကြောင်းဥဆောင်မှုနဲ့ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNA လေးရေပြည်ပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF နဲ့ Federal ဒူးဝန်ကျဲ drone တပ်ဖွဲ့ SPF တို့ကပူးပေါင်းပြီးတော့လုံဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့လည်းတနင်္ဂနွေလုံးအတိုင်းအတာနဲ့စစ်ရေးအရှိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအထူးအသည့်သတိပြုသွားလာနေထိုင်ကြရတယ်။တော်လိုင်းရေးစစ်ရေးအရှိန်မြင့်တယ်လာတာနဲ့အမျှပြည်သူ့ဘက်အမှန်တရားဘက်ကိုရက်တီလို့တဲ့စစ်ကောင်းစီဘက်ကစစ်တီတော်များရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ဝင်ကိုခုံလုံကြရန်အမြဲဆုံးပူးပေါင်းပေးကြရန်တော်လိုင်းတပ်ဖွဲ့များကအတိပေးပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတန်းရွှေကျင်မြို့နယ်ညောင်မင်းကြီးရွာဖုန်ကြီးချောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲပြီးတော့လက်နက်ကြီးများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာဖုန်ကြီးချောင်းနဲ့ဖျားဆင်းလူတော်များပြက်စီးသွားပြီးပြည်သူ၃ဦးလည်းဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ28ရက်နေ့မွန်းလွဲပိုင်းမှာရွှေကျင်မြို့နယ်ညောင်မင်းကြီးရွာဖုန်ကြီးချောင်းကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့၃ချိန်၁၂၀မမလက်နက်ကြီးအလုံး၃၀နဲ့ ဒရုန်းနဲ့လဲ6ကြိမ်ဘုံကျဲပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အကြမ်းမဲ့စစ်တပ်ရဲ့အကြောင်းမဲ့ဘုံကျဲလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဖုန်ကြီးကျောင်း၅ကျောင်းလဲပျက်စီးသွားတယ်လို့သိရပါတယ်ရွှေကျင်မြို့နယ်ညောင်မင်းကြီးရွာကိုလဲစစ်တပ်က၄ကျောင်းကနေပြီးတော့3ကြိမ်120လက်နက်ကြီးနဲ့အလုံး20နဲ့ပြစ်ခတ်ဘုံကျဲလို့ ဖုန်ကြီးကြောင့်နှစ်ကြောင်ပျက်စီးသွားပါတယ်။နောက်ပြီးတော့ drone နဲ့လည်း6ကြိမ်ဘုံကျဲလို့ပြည်သူ၃ဦးမစိုးရင်ရဒဏ်ရာရရှိခဲ့ပါတယ်လို့ဘကိုးကရိုင်ပတ်ကပတာဝန်ခံကထွက်မှန်ပြောဆိုထားပါတယ်။အကြမ်းမစစ်တဲ့ဟာဘကိုးတိုင်းအတွင်းမှာရှိတဲ့ခြေရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးချောင်းလက်နဲ့ကြီးများနဲ့အကြောင်းမဲ့ဘုံကျဲပစ်ခတ်နေခြင်းကြောင့်ပြည်သူများအနေနဲ့သတိပြုသွားလာနေထိုင်ကြရန်တော်လိုင်းတပ်ဖွဲ့များကသတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကအမျိုးသမီးများကိုစစ်မှုထမ်းရန်စရင်ကောက်နေတယ်ဆိုတဲ့သတင်းဟာမဟုတ်မမှန်ဘူးဆိုပြီးတော့ဒီကနေ့မှငင်းဆူလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြို့နယ်တချို့မှာပြည်သူစစ်မှုထမ်းရန်အတွာအသက်အရွယ်အကျုံးဝင်တဲ့အမျိုးသမီးများကိုစရင်ကောက်ခံနေတယ်ဆိုတဲ့သတင်းများဟာကောလာဟာလသတင်းများသာ ဖြစ်ကြောင်းအမျိုးသမီးများကိုလက်တလောစစ်မှုထမ်းရန်ခေါ်ယူမှုမရှိသေးကြောင်းလက်ရှိအမျိုးသမီးများစစ်မှုထမ်းဆောင်ရန်စရင်ကောက်ခံခြင်းများမရှိကြောင်း အများပြည်သူစိုးရိမ်ထိတ်လန့်စေရန်အတွက်သတင်းအမှားများကိုရေးသားဖန်တီးနေခြင်းသာဖြစ်တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ညှိနှိုင်းလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရသူဇော်မဲလုံးက2024ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ရမှာပြည်သူစစ်မှုထမ်းဥပဒေနဲ့လူငယ်များကိုစစ်မှုထမ်းဆောင်ရန်ခေါ်ယူရမှာတနက်ကန်ရှေ့တန်းထွက်ခိုင်းမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။ ဒီကနေ့မှာတနက်ကင်ခိုင်းပြီးဒီကနေ့မှာရှေ့နှန်းကိုမလွတ်ဘူးလို့ပြောဆိုခဲ့မှုပါတယ်။ပြည်သူ့စစ်မှုထမ်းဥပဒေဆောင်ရွက်တဲ့နေရာမှာအားလုံးချိတ်ချောက်ခံနေရတာကဒီနေ့ပဲတနက်ကင်ပြီးဒီနေ့ပဲရှေ့နှန်းထွက်ရမလို့ပြောနေကြပါတယ်။အဲ့ဒါကမဟုတ်ပါဘူးလို့အကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရဇော်မဲလုံးကလိန်လည်ပြီးတော့ပြောဆိုခဲ့မှုပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့လာစဉ်စစ်မှုထမ်းတင်နန်းပြီးတာနဲ့တပ်သားတဲ့လူငယ်များကိုရှေ့နှန်းစစ်မြေပြင်တွေကိုစိတ်လွတ်ခံနေရတဲ့အတွက်စစ်မှုထမ်းတပ်သားတဲ့လူငယ်အများပြားဟာရှေ့နှန်းစစ်မြေပြင်တွေမှာတေးဆုံးခဲ့ရကြောင်းတပ်သတင်းရင်းမြစ်များနဲ့ ပြည်ရဲ့သူမိသားစုများကပြောဆိုနေကြပါတယ်လက်တလုံးမှာရန်ကုန်တိုင်းအပါအဝင်တိုင်းနယ်ပြည်နယ်တချို့မှာစစ်မှုထမ်းရန်အကြုံးဝင်တဲ့အမျိုးသမီးလူငယ်များရဲ့ဆိုင်းရင်းများကိုစစ်ကောင်စီကကောက်ခံနေပြီးတော့အခုလိုမျိုးကောက်ခံနေမှုများကြောင်းအမျိုးသမီးများနဲ့မိဘများဟာစိုးရိမ်ထိတ်လန့်နေကြတယ်လို့သိရပါတယ်ရန်ကုန်တိုင်းအတွင်းမှာအမျိုးသမီးစစ်မှုထမ်းဆိုင်းရင်းများကိုကောက်ယူရမှာတာဂီတာမျိုးနဲ့ခုနှစ်အနောက်ရက်ကွက်မှာရက်ကွက်အုပ်ချုပ်ရေးမှုတန့်စင်ဝင်းခေါ်တော်ပြီး ယာအိမ်မှုလှဝဲဆောင်တဲ့အပေါင်းပါများကအသက်18နှစ်ကနေအသက်28နှစ်အတွင်းမှာရှိတဲ့စစ်မှုထမ်းရမယ့်အမျိုးသမီးများစာရင်းကိုလိုက်လံကောက်ယူနေတယ်လို့သိရပါဗျ။အလားတူပဲဇန်နဝါရီလ23ရက်နေ့မှာပြည်သူ့စစ်မှုထမ်းနေဥပဒေကိုထုတ်ပြန်ကြေညာပြီးတဲ့နောက်ကြောက်တရားမျိုးနဲ့အမှတ်3ရပ်ကွက်အုပ်ချုပ်ရေးမှူးဒေါ်ထေးကအမျိုးသမီးစစ်မှုထမ်းများစာရင်းများကိုလိုက်လံကောက်ခံခဲ့ပြီးတော့တက္ကသိုလ်ကျောင်းသူများရဲ့အမည်စာရင်းများပါတောင်းယူသွားခဲ့တယ်လို့သိရပါဗျ။ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှာလည်းအသက်18နှစ်ကနေအသက်28နှစ်အတွင်းရှိတဲ့ စစ်မှုထမ်းရမယ့်အမျိုးသမီးများစရင်ကိုရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကတောင်းခံလျက်ရှိတယ်လို့သိရပါတယ်။တောင်ကြီးမြို့နယ်ဖာမုံးကျေးရွာမှာစစ်မှုထမ်းရမယ့်အမျိုးသမီးများစရင်ကိုဇန်နဝါရီလ28ရက်နေ့မှာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကလာရောက်ပြီးတော့ကောက်ခံသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ